ရန်ကုန်ကနေအေရအဝတိုင်းဝါခင်မမြို့နယ်ကိုပြန်လာတဲ့လူငယ်တူဟာတကုံအေရအဝိပိကောင်းဝန်အတွင်းလိမ့်လဲခေါ်ဆောင်ခံခဲ့ရပြီးပြည်သူစစ်မှုထမ်းတင်တန်းကိုပို့ဆောင်ခံခဲ့ရတယ်လို့သိရပါဗျ။မောင်ထုံးမင်းလွင်ခေါ်ကိုမင်းဟာရန်ကုန်မှာအလုပ်လုပ်ကင်နေထိုင်ရင်း၎င်း၏ဇာတိမြေဖြစ်တဲ့အေရအဝတိုင်းမြောင်မြခရိုင်ဝါခင်မမြို့နယ်အထက်လက်ပံကျေးရွာကိုဇွန်လ၄ရက်နေ့နေ့လယ်ပိုင်းကပြန်လာစဉ်တကုံအေရအဝိပိကောင်းဝန်အတွင်းမှာ ်လိန်လယ်၍ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်တယ်လို့မိသားစုနဲ့နေဆက်သူကပြောပါရယ်မောင်ထုံးမင်းလွင်ခေါ်ကိုမဲဟာတကုံအေယာအဝေးပြေးကောင်းအတွင်ကားဆောင်၍ခီးစဲနားနေဆောင်မှနေထိုင်စဉ်အမျိုးသားနှစ်ဦးအနာကိုရောက်ရှိလာပြီးငါးခံမှာအလုပ်ရမယ်တလကို၅သိန်းပေးမယ်လို့စီယုံခေါ်ဆောင်သွားတာဖြစ်တယ်လို့မိသားစုနဲ့နေဆက်သူကပြောဆိုပါရယ်မောင်ထုံးမင်းလွင်ခေါ်ကိုမဲကတအခုနေပြီးတော့စစ်သားစုဆောင်ရေးတဲ့ရောက်နေတယ်သူ့ကိုအမျိုးသားနှစ်ယောက်ကငါးခံမှာအလုပ်ရမယ် တလကို၅သိန်းပေးမယ်ဆိုပြီးခေါ်သွားတာအခုဖုန်းတွေပါတင်ထားတယ်လို့စတဲ့အကြောင်းအရာတွေကိုပြောဆိုပြီးဖုန်းချသွားတယ်လို့မိသားစုနဲ့နေဆက်သူကအေယာဝတိုင်းကိုပြောဆိုပါရယ်လိန်လေခေါ်ဆောင်ခံခဲ့ရတဲ့မောင်ထုံးမဲလွယ်ခေါ်ကိုမဲဟာလှိုင်းသားရရက်စခန်းမှာလေးရတာချုံအောင်ခံခဲ့ရပြီးဇွန်လ9ရက်နေ့မှာတော့နေပြီးတော့ရှိတရင်တစ်ခုကိုပို့ဆောင်ခဲ့ပြီးဇွန်လ10ရက်နေ့မှာမိသားစုထံပြန်လည်ဆက်သွယ်လာခြင်းဖြစ်တယ်လို့မိသားစုနဲ့နေဆက်သူကပြောဆိုပါရယ် မော်ထိုမင်းလွယ်ခေါ်ကိုမင်းရဲ့မိသားစုများကနေပြည်တော်အထိလိုက်လံသွားရောက်စုံစမ်းခဲ့တော်လဲလက်ရှိအချိန်ထိစုံစမ်း၍မရသေးကြောင်းမိသားစုနဲ့နေသက်သူကဆက်လက်ပြောဆိုပါရယ်အလားတူပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လပိုင်းကလည်းရဲဝတန်ဟင်္ထရခရိုင်ဧကဘူမြို့နယ်ကနေရန်ကုန်မြို့တောင်အုပ်ကလာဖနတ်ဆိုင်ကိုသွားရောက်အလုလုကန်တဲ့လူငယ်တူဟာရန်ကုန်မြို့သို့ရောက်ရှိပြီးကားပေါ်အစင်းမှာပဲဘေးရွယ်မောင်းသူနှစ်ဦးကလိန်လေခေါ်ဆောင်ပြီးပြည်သူစစ်မှုထမ်းတင်တန်းကိုပို့ဆောင်ခဲ့ပါသေးတယ် ခြေထမ်းမှာစစ်တီအင်အားလုံနေတဲ့စစ်ကောင်စီတပ်ဟာပြည်သူစစ်မှုထမ်းတင်နန်းသားတင်များရရှိရေးအတွက်နီလန်အမျိုးမျိုးအုံပြုကဖမ်းဆီးလိမ့်လဲခေါ်ဆောင်နေပြီးတပ်မတော်တပ်မြင့်လေးကြီးအကြောင်းကိုပို့ဆောင်လျက်ရှိပါတယ်။ဒါအပြင်စစ်ရှုံးစစ်ကောင်စီဟာမြန်မာပြည်အနှံ့အပြားတော်လိုင်းတပ်ဖွဲ့ဝင်များ တိုင်းရင်သားလက်နက်ကင်တော်လှန်ရေးတပ်ဖွဲ့များရဲ့ထိုးစစ်ဆင်မှုကိုခံနေရပြီးစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကိုစစ်မှုထမ်းခြင်းဖြင့်တိုင်းပြည်ကိုကာကွယ်ဆောက်ရှောက်ကြရတဲ့မျိုးချစ်စိတ်ဓာတ်အပြည့်အဝထားရှိကြရန်၎င်းတို့ရဲ့ဝါဒဖြန့်မီဒီယာတွေကနေနေ့စဉ်လှုံ့ဆော်လျက်ရှိပါတယ်